ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့တနင်္လာရီတိုင်းကနှစ်ဖက်တိုက်ပွဲတွေတွင်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခတ်မှုပုံမှုအုံပြုလာတယ်လို့တော်လိုင်းအင်အားစုတွေကတန်လွင်တိုင်းကိုပြောပါတယ်စစ်ကောင်စီတပ်ဟာအထူးသဖြင့်သူတို့ရဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတာအင်အားလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခံရတဲ့အခြေအနေတွေမှာလေကြောင်းတိုက်ခတ်မှုတွေကိုပုံမှုအုံပြုလာတာဖြစ်ပါတယ်အဲ့ဒီမှာထိုင်းမြန်မာနယ်စပ်နီးတဝဲရှိတော်ဒေသရှိတိထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်နဲ့တဝဲမိတ် ပြည်တော်စုလက်မှတ်ပေါ်တရချောင်းမြို့နယ်ရှိဝင်းနရဲစကန်တိုက်ခိုက်ခံရချိန်မှာလေချောင်းပစ်ကူတောင်းခံပြီးအပြင်းထန်ခုခံခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဟာတော်လိုင်းတပ်ဖွဲ့တွေရှိနိုင်တဲ့နေရာတွေပြင် အရသာပြည်သူနေထိုင်ရာကျေးရွာတွေကိုပါတိုက်လေရင်ရဟယင်တွေနဲ့တိမ်ဖို့ဆောင်ရည်လေရင်တွေအုံပြုကဘုံကျဲတိုက်ခိုက်တာပြင်ဆက်တနက်နဲ့ပြစ်ခတ်တာတွေဇက်တိုက်လုဆောင်ခဲ့တာပါ။တဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံက စကန်းသိန်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူလာရင်လက်နက်ချမဲ့စစ်ကောင်စီတပ်သားတွေလက်နက်မချတော့ဘဲပြန်လေခုခံတဲ့အခြေအနေတွေဖြစ်လာတယ်လို့တန်တွင်တိုင်းကပြောပါတယ်။ဒီကကဒီစကန်းသိန်းတိုက်ပွဲတွေမှာအဲ့လိုအဲ့လိုပေါ့နော်ဒီလေကြောင်းပစ်ကူတွေလာပြီဆိုလို့ရှိရင်ဒီကလက်နက်ချမဲ့ဒီစစ်ကောင်စီအဲဘက်ကကောင်တွေက ဟိုပါဘောနော်လက်နဲ့မချတော့ဘဲနဲ့ဒီပြန်လဲခုခံတဲ့ဟာဒီဖြစ်လာတယ်ဗျအဲ့အဲ့ဆိုလို့ရှိရင်ဒီဒီကပွဲရပိုးကြွားရပါဘောနော်အဲတခါလေဟိုပါဘောနော်ကျွန်တော်တို့ဘက်ကလည်းတခါလေပြန်ဆိုးလိုက်ရတဲ့အနေအထားမှာရှိတယ်ဗောဟိုအဲ့လိုမျိုးရှိတဲ့အခါကျတော့ဒီကကသူတို့ရဲ့စိတ်စိတ်တက်ပိုင်းဆိုင်ရာပို့ပြီးတော့ဟိုဟွာဖြစ်သွားတာဗောနော်ပို့ပြီးတော့အာအာရှိသွားတာဗောအဲ့လိုမျိုးအနေအထားရှိတယ်ဗျပြီးခဲ့တဲ့ဧပြီလအတွင်း တနင်္လာနေ့တိုင်းမှာနေရောင်တိုက်ခိုက်မှုစုပေါင်း55ကြိမ်ထက်မနည်းရှိခဲ့ပြီးပြီးခဲ့တဲ့မတ်လနေ့နှိုင်းရှင်ရင်နေရောင်တိုက်ခိုက်မှုအကြိမ်ကြီးအတွက်နှစ်ဆကျော်မြင့်တက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းတနင်္လာနေ့တိုင်းမှာစစ်ကောင်စီရဲ့နေရောင်တိုက်ခိုက်မှုတွေကြောင့်တော်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်တာတွေရှိပေမဲ့အရဲသားထိခိုက်သေးဆုံးတာတွေပိုများခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းကလည်းတနင်္လာနေ့တိုင်းကတိုက်ပွဲတွေမှာစစ်ကောင်စီကနေရောင်ပစ်ကူအနေနဲ့ရိတ်လီတက်ကနေရင်တွေအများဆုံးအသုံးပြုခဲ့ပြီးစုစုပေါင်းအကြိမ်ကြီး 20ကျော်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။